ဘေးသက်များအားလုံးပဲမင်္ဂလာပါ we do your hand မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမှာကတော့ဆရာသားထွေရေးသားထားတဲ့ကြည်လင်ချင်းရဲ့နေဆွဲများဆိုတဲ့စာအုပ်ထဲမှာပြန်မစုံဖြစ်ကြရင်ဘယ်လိုလုပ်မလဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းတရားအမြဲပြောနေကြစကားတစ်ခုရှိတယ်နောက်မှတွေ့မယ်ပြောပြီးဘယ်တော့မှမတွေ့ရတော့ရင်ဘယ်လိုလုပ်မလဲတဲ့သူကအဲ့ဒီစကားကိုလက်ကင်ထားပြီးတော့နေထိုင်ပုံရတယ် ဘာပဲလှုပ်ချင်ချင်းချက်ချင်းလှုပ်တယ်။တကယ်ချင်းတွေကိုတွေ့ချင်တာနဲ့ချက်ချင်းရောက်ချလာတတ်တယ်။လူဆောင်တဲ့အချိန်ကိုမဆောင်ဘဲနဲ့သူကမဆုံဆုံလိုက်စုတတ်တယ်ရ။ခီးသွားဖို့အတွက်ဆိုလဲတိုင်ပင်တာနဲ့ချက်ချင်းအကောင့်ထဲပေါ်ပြတာကသူပဲ။နောက်ဆိုရင်မတည်ကြဘူးလေ။တခါကသူနဲ့ကျွန်တော်ရှာရှာပပစကားများကြပြီးတော့တပတ်လောက်မခုံမပြောကြဘူး။နောက်တော့သူကိုယ်တိုင်ကျွန်တော်ကိုလာရှာပြီးတော့ မင်းနဲ့ကမခေါ်ဘဲနေကြတဲ့အချိန်တွေမှာတယောက်ယောက်ကတည်သွားရင်ဘယ်လိုလုပ်မလဲမင်းတည်ရင်ငါကတော့နောင်တရနေမှာမင်းရောငါလိုပဲခံစားရမယ်လို့ဆိုရင်ဒီနေ့ပြန်ခေါ်ကြရအောင်နေကျွန်တော်တို့ကအချစ်ဆုံးတငယ်ချင်းတွေပါ သူပြောသလိုသာဖြစ်သွားရင်ကျွန်တော်ဘဝလုံးကျွန်တော်တဘဝလုံးတေချာပေါ့နောင်တရနေတော့မှာပါပဲစိတ်ထဲမှာတော့သူပြောတာကိုရေချင်ပြီးတော့ တေချာပေါက်စိတ်ဆိုးပြေသွားပြီမယ်။နမိတ်မရှိနမမရှိ ပေါက်ကြရီလာမပြောနဲ့ဟေးကောင်းလို့ပါဇက်ကအောင်းကောင်းလိုက်မိ။ငါစီမှာနောက်မှတွေ့မယ်ပြောပြီးဘယ်တော့မှထပ်မတွေ့ရတဲ့လူတွေအများကြီးရှိဘူးတဲ့။မင်းကတော့အဲ့ဒီတည်းပါသွားမှကြောက်တယ်ကွာတဲ့။ကျွန်တော်လည်းဆက်ပြီးစိတ်ဆိုးမနေတော့ပဲပြေးဖက်မိပါလား။အတူကပြောသေးရဲ့နောက်ဆုံးတစ်ခေါက်လည်းဖြစ်နေတာမို့ဖက်ခွင့်ရတော့ ငါ့ကိုကြကြဖတ်ထားတယ်။ဒီတငယ်ချင်းကယူကြောင်ကြောင်စကားတွေပြောတတ်ပေမဲ့သူပြောသမျှတွေကအမားတော့တခုမှမပါဘူးဗျ။ကျွန်တော်ရဲ့နေ့စဉ်ဘဝတွေမှာလည်းသူပြောသလိုပဲ။နောက်မှတွေ့မယ်နော် ဆိုပြီးတော့ထပ်မတွေ့ဖြစ်ကြတဲ့သူတွေဘယ်တော့မှများနေပြီလေ။ဒါကြောင့်တွေ့ကျင်တဲ့အခါအချိန်မစွဲပဲမြင်မြင်ပြေးတွေ့ရမယ်။လာခြင်းအနည်းလေးပဲမဟုတ်လားတနေ့ကြရင်ဆိုရယ်ကလေးတွေပေးပြီး အဲ့ဒီတနေ့တကယ်ရောက်လာတဲ့အချိန်မှာ သူတို့မရှိရင်ဘယ်လိုလုပ်မလဲဒါကြောင့်ကိရိယာမပေးဘဲနဲ့ရှိနေတော့မှနိနိကက်ကက်နေပြီးတော့ကိုတက်နိုင်တယ်များကောင်းပေးဖို့မမေ့ပါနဲ့အဲ့ဒီအရာက တနေ့မှာကိုယ့်ကို နောင်တကင်းစေတဲ့အရာဖြစ်လာမှာပါတူဦးတူဦးစိတ်ဆိုးစိတ်ကောက်ကြရင်စိတ်ချင်းဝေးနေရချိန်မှာမကောင်းတာတစ်ခုခုဖြစ်သွားရင်နောင်တရလို့ဆုံးပါတော့မလားဒါကြောင့်အခြေအဆုံလို့ဆိုရင်မာနတွေမထားပဲ ရှိနေတော့မှနှွေးအောင်နေကြရမှာပါမာနကိုစီနဲ့တယောက်ဆက်သွယ်လာမယ့်အချိန်ကိုတယောက်ကစောင့်နေတာမျိုးဆိုဘယ်တော့မှနှီးစက်တော့မှမဟုတ်ပါဘူးအဲ့ဒီစာတစ်ဖက်ကရှော့ပြီးစဆက်သွယ်လိုက်တာကပုံမျိုးမျိုးရှိရလို့ရပဲဖြစ်ပါတယ်ဘာမှလည်းမဟုတ်တဲ့ကိစ္စလေးကြောင့်ဝေးကြရမှာမတတ်ပါဘူးတကူတူတတိယနေသေးရဆိုရင် မာနတွေကို ခောက်ထားပြီးဆက်သွယ်လိုက်ပါနာကျင်မှုမလိုတာတွေကိုမခံစားပါနဲ့ အစိုးမရတဲ့လူဘဝကြီးမှာမလက်ပြန်ဆိုတာဘာတွေဖြစ်လာမလဲမသိနိုင်တော့ဘူးအခွင့်အရေးရှိတုံးလေးနီနီကကက်ဖြစ်နေအောင်နေပါသူဘက်ကဆက်မသွဲလို့ငါလဲနေနေအောင်နေပြမယ်ဆိုတဲ့စိတ်ကကိုအသေးကိုကိုပြန်ခွဲလို့ပါပဲအရန်တတိယနေရခွင့်လို့ပေးနိုင်မလားဆိုတဲ့စကားလေးသူเจ้าအောင်ပြောကြည့်ငါကလည်းအရန်လွှဲနေတာလို့သူပြန်ပြောလိုက်ပါ မနာကိုစီထားပြီးမခေါ်မပြောနေကြဘူးသူမသိအောင်အဝေးကခိုးကြည့်နေရဖို့အတွက်ဘဝကတူလုံးပါတယ်အမားတွေလုံးမိရဲ့အခါခွင်လွတ်ကြရင်ကံကြမ္မာလက်ပြောင်းတွေကြုံရတဲ့အခါခိုင်မြဲအောင်ဖတ်တွေထားကြရင်နေထွေးစာ နေထိုင်ကြရမှာဖြစ်ပါတယ်စိတ်ဝမ်းကွဲနေတဲ့မိသားစုဝင်တွေရှင်ပြန်ခေါ်လိုက်ပါအခက်မတင်လို့စိတ်ဆိုးထားကြတဲ့တငယ်ချင်းတွေရှင်ပြန်တက်လိုက်ပါသဘောထားချင်းမတိုက်ဆိုင်လို့ နှလုံးသားချင်းဝေးနေကြရတဲ့ခြေရသူတွေအရှင်းလေအမားတွေကိုဝန်ခံပြီးပြန်ချစ်လိုက်ကြပါကို့အလုံးတွေရှင်းရင်လည်းဆက်ဆက်တောင်းပန်ဖို့မမေ့ပါနဲ့ဒီစာကိုဖတ်နေတဲ့စာဖတ်သူတွေစီမှာလည်းအကြောင်းမျိုးမျိုးကြောင့်ဝေးကွာနေတဲ့သူတွေရှင်းအခုပဲဆက်သွယ်လိုက်ပါဒါမို့အခုကျွန်တော်ရဲ့ audio book လေးကိုနားထောင်နေတဲ့လူတွေရှင်းရင်လည်းအကြောင်းမျိုးမျိုးကြောင့်ဝေးကွာနေရတဲ့လူရှင် အခုပဲဆက်သွယ်လိုက်ပါဘလုံးကလေးပါနီးအောင် ခုပဲပြေးတွေ့လိုက်ပါတည်တယ်မဟုတ်လားအရာရာမျက်စိတမိတ်အတွင်းပြောင်းလဲနေကြတာနောက်မှဆုံကြမယ်လို့ပြောပြီးဘယ်တော့မှထပ်မဆုံနိုင်တော့မယ့်လမ်းကို ထွက်သွားရရင်ဘယ်လိုလုပ်ကြမလဲဟုတ်ကဲ့ပါဆုံးနေနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ယခုပြပြပေးခဲ့တာကတော့ဆရာသားထွေးရေးသားထားတဲ့ကြည်လင်ချင်းရဲ့နေသွင်းများဆိုတဲ့စာအုပ်ထဲမှာ ပြန်မဆောင်ဖြစ်ကြရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းတခြားသောကြပြားရိစာတွေကိုဖတ်ပြပေးဖို့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးပို့လည်းမြတ်တမ်းလည်းခံလို့ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။နောက်ရက်ဒီမှာပြန်တွေ့ပါဦးမယ်ခင်ဗျာ။